ချောင်းအာရရှိကြစေ စကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ကာယကံမြတ်တာဖောင်ဒေးရှင်းမှာရှင်သာမဏေကူညီဆောက်ရှောက်တွဲဆောင်ပွဲနဲ့စွန့်ကြောက်လောင်းလူပွဲနှစ်ရက်ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကာယကံမြတ်တာဖောင်ဒေးရှင်းမှာကြီးမှုကျင်းပတဲ့ရှင်သာမဏေကူညီဆောက်ရှောက်တွဲဆောင်ပွဲနဲ့စွန့်ကြောက်လောင်းလူပွဲကိုအော်တိုဘာလ19ရက်မိုးလွယ်2နာရီက ရှမ်းတိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်းမြို့နယ်ကျွာသာကြီး140ရက်ကွက်အင်းဝလမ်းမကြီးကာယကံမြေတာဖောင်ဒေးရှင်းဓမ္မရိပ်သာပရိဟိတသာသနာပြုကျောင်းတိုင်း၌ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါကာယကံမြေတာဖောင်ဒေးရှင်းမှာရှင်သာမဏေကုညီဆောင်ရှောက်တွေ့ဆုံပွဲနဲ့စွန်ကြောင်လောင်းလူပွဲကို အောက်တိုဘာလ18ရက်နေ့29ရက်နှစ်ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ကာယကံမြတ်တာဖောင်ဒေးရှင်းဓမ္မရိတ်တာပရဟိတသာသနာပြုចောင်းတိုက်ကြီးနိုင်ရှင်သာမဏေတပါအားလာစဉ်တထောင်ကျက်နှုန်းဖြင့်တနည်းလင်းငွေကျက်သသိန်း2000ကိုအ ਨੇ စုံ9နှစ်တိုင်တိုင်သာသနာဒါယကဒါယကမာများအဖြစ်ခံယူပြီးမိဘတပ်ဖွဲ့မြတ်တာပေးကကုညီဆောင်လျှောက်ပေးလျက်ရှိတယ်လို့သိရပါတယ် အဲဒီနေ့ကျင်းပတဲ့ပွဲလေးကတော့ဘုန်းတော်ရဲ့အိုင်ကန်မေတ္တာဖောင်ဒေးရှင်းရှင်သာမဏေကိုညီဆောင်လျှောက်ပြည်စုံလူတန်းပွဲနဲ့ဆွမ်းလျှောက်လောင်းလူပွဲအခမ်းအနားလေးပါ။အဲ့တော့ဒီအခမ်းအနားလေးဟာဘုန်းတော်ကျင်းပလာတာပြီးခဲ့တဲ့2014ခုနှစ်ထဲကနေပြီးတော့ခုတစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။အဲ့တော့တစ်နှစ်ကျော်လာပြီတဲ့အခါမှာဘုန်းတော်ကျင်းပလာတဲ့အခါမှာဘုန်းတော်ကြောင်းမာကကိုရင်လေးတွေရှင်သာမဏေလေးတွေကိုပြီးပါမဲ့တိုင်းရင်သားအဲ့တော့မျိုးစုံ အဲမွေးမြူပြီးတော့စောင့်ရှောက်နေတာဖြစ်ပါတယ်အဲ့တော့အခုဆိုရင်ကိုရင်လေးတွေအပါ30ကျော်ဘုံဘုံကျောင်းမှာလက်ရှိရှိပါအဲပြီးခဲ့တဲ့2014ခုနှစ်တုန်းကတော့24ခုနှစ်တုန်းကတော့ဘုံဘုံကတော့ကိုရင်လေးတွေကိုအဲ့တော့50လောက်ထိအဲမွေးမြူဖြစ်ပါတယ်အဲမွေးမြူဖြစ်တဲ့ကောင်ကကိုရင်လေးတွေ50လောက်ကိုမွေးမြူရတဲ့အခါမှာဘုံဘုံတို့ရဲ့တဘာတဲ့အားနဲ့ကျတော့ဒီကိုရင်လေးတွေကိုထိထိရောက်ရောက်စောင့်ရှောက်ဖို့အတွက်နည်းနည်းအခက်အခဲရှိတာရှိလာတဲ့အခါမှာ ကွင်လေးတွေကိုဘုန်းဘုန်းတို့ကလူကြီးပဲလာခဲ့အဲ့တော့မိဘမဲ့တိုင်းသားအကုန်လုံးမျိုးစုံပေါ့အဲလာတဲ့ခါမှာသူတို့ရဲ့ဘဝအလုံးညုံမှုအတွက်အဲကျမ်းမာရေးပညာရေးအဲအကုန်လုံးအဲစာဝတ်နေရေးအဲဒါကျောင်းပညာရေးအကုန်လုံးတစ်ထက်ပြီးတော့စဉ်းစားစဉ်းစားတဲ့အခါမှာတို့တို့အတွက်ဘုန်းတော်ကအဲများစွာထောက်ပံ့ရတဲ့အခါမှာကျွန်တော်တပါးတည်းထောက်ပံ့ရတာအဲမဟုတ်တဲ့အတွက် နည်းနည်းအခက်ခဲရှိလာတယ်ဖိုးဖိုးရဲ့စိတ်ကူးလေးတခုပေါ်လာတယ်။နောက်ကိုရင်လေးတွေကိုလည်းပဲတက္ကသိုလ်မတွေအဲတက္ကသိုလ်တူစောက်ရှောက်တဲ့အစီအစဉ်လေးအဲတော့ Noida Foundation ဆရာတော်လုပ်တဲ့သာသနာ့မွေခိုင်ပွဲလေးတွေကိုရင်လေးတွေအတွက်လည်းပဲလုပ်ပြီးအဲကောင်းပါပဲဆိုပြီးတော့ UI Jet နဲ့ Noida Foundation ဆရာတော်လုပ်တာလေးတွေအားကြသဘောကျပြီးတော့အုန်းတို့ကာယကံမြတ်တာ Foundation ရာလည်းပဲရှင်းသာမဏေစောက်ရှောက်အဲတော့ဒီအဖွဲ့ဆိုပြီးဖွဲ့ပြီးတော့ကိုရင်လေးအပ90ကိုစတင်ပြီးတော့ အဲ့တော့တကားလေးအယောက်90ရှာပေးခဲ့ရှာပေးခဲ့တော့အခုဆိုရင်အဲ့ဒါကိုရင်အပ90အနေအစာပြုတ်လိုက်တဲ့အခါမှာဒီတနစ်တာကာလအတွင်းမှာအဲ့တော့အပ400လောက်ဖုန်းတို့ရရှိလာပြီဖြစ်ပါတယ်အဲ့တော့အပ400လောက်အလူရှင်400လောက်ရရှိလာတဲ့အခါမှာဘုန်းကဒီနာအနီးတဝိုက်မှာရှိတဲ့သာသင်တိုက်အကြောင်းတိုက်ကဦးစင်းနေရဲ့ဆရာတော်ရဲ့အကြောင်းတိုက်တွေကိုတွားလျှောက်ပြီးတော့ကိုရင်မှန်သမျှကိုအကုန်ပြင့်ပြီးတော့တခါလေးရှာပေးတာ အဲတက္ကရာရှာပြီးတဲ့အခါမှာဒီနေ့ဆိုရယ်အဲ့တော့တက္ကရာမရရဒီအပေါ်မှာအဲအာရကျင်းတ်ပြီးတော့အဲ့တော့သရတရားထက်ထက်တန်တန်နဲ့ကိုရင်လေးတွေကိုလှစင်လာတိုင်းတလတသောအဲ့တော့လှူနေတဲ့အစီအစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်အခုဆိုရင်တနစ်ကျော်လာပြီတနစ်ကျော်လာတဲ့တပါလူရှင်တွေကလည်းပဲဖြည်းဖြည်းနဲ့အဲ့တော့ကျေပြန့်လာအတိလာတဲ့အခါမှာလူရှင်အခု၄00လောက်ကြီးရလာပြီပေါ့၄00လောက်ရလာတဲ့အခါမှာလူရှင်တွေကိုဘုံကအဲ၃လတကာအဲအခါအားလေရောဆို ခါလေး6လတခါအဲ့တော့တွေ့ဆုံပြီးတယ်ပေါ့ဒီနေ့ကတော့3လပြည့်လို့အလူရှင်နေအဟောင်းနေနဲ့ကိုရင်အဟောင်းနေတွေ့ဆုံပွဲဖြစ်ပါတယ်အဲ့တော့ကိုရင်လေးတွေကိုလိုအပ်ချက်လေးတွေကိုလည်းမေ့အောင်ပြီးရင်3လစာလူရင်းနဲ့ကိုရင်လေးတွေကိုအဲ့တော့ဆွန့်ချလောင်းလို့ပွဲတင်စင်းလောင်းတို့မျိုးလေးအဲ့တော့ဒကာရမတွေရနေပြီးတော့စုပြီးတော့အဲလောင်းလူကြတဲ့ကုတုပွဲလေးဆောင်ရွက်တာဖြစ်ပါတယ်အဲဒီနေ့ခန္ဓာအစီအစဉ်ကတော့ကိုရင်လေးတွေကို ဲ့တော့အခု3လစာလုမယ်ပေါ့နော်အဲ့ဒါ3လစာတစ်လ1000 1000ဆိုတော့3လပြည့်တဲ့အခါမှာတွေ့ဆုံပွဲလေးမကြမကြတွေ့ပြီတာပေါ့တို့နဲ့ဒကာဓမ္မတွေနဲ့လည်းဆက်ပြတ်မသွားဘူးကိုရင်လေးတွေကလည်းဒကာဓမ္မတွေကတန်ရုပ်စေရှိအောင်အဲ့ဒါဒကာဓမ္မတွေကလည်းကိုရင်လေးတွေကိုအဲကြည်ညိုပြီးတော့ဒရာတရားတွေထပ်တန်လာအောင်ဆိုပြီးတော့ဆရာတကာလည်းတွဲညီစွာသာသနာပြုဆောင်ရွက်တဲ့သာသနာမွေခိုင်ပွဲလေးမှာဆရာတကာတွေ့ဆုံပွဲပေါ့ဆရာတကာတွေ့ဆုံပွဲတော့စာသင်တိုက်ကကိုရင်လေးတွေက အဲမီဝေးဖာဝေးရနေလာတဲ့ခါမှာသူတို့ကအဲလိုအပ်တာလေးတွေလည်းရှိမယ်ပေါ့အဲဘလာဆောက်ဘောပင်ခဲတန်းစာတင်သားကိုရင်လေးတွေဆိုတော့သူတို့ရဲ့လိုအပ်ချက်လေးတွေကိုအဲ့ဒါသိအောင်လို့ဆိုပြီးတော့ဒကာတွေနဲ့တွေ့ဆုံပြီးတဲ့ပွဲလေးပေါ့အဲ့တော့သုံးလာတာလည်းလူမဲ့ပြီးရင်အဲစွမ်းချောက်လည်းလောင်းလို့မယ်ပေါ့အဲစွမ်းချောက်လည်းလောင်းလို့မယ်ကိုရင်လေးတွေကိုခုသွားရောက်ပြီးတော့ပင့်ဆောင်နေပြီဖြစ်ပါတယ်အဲ့တော့ဖုံဖုံတို့ဒီလိုကာယကံမေတ္တာဖောင်ဒေးရှင်းနဲ့လက်တွဲပြီးတော့အဲ့တော့ကိုရင်သားမနေလေးတွေကိုသာသနာတော်ရဲ့ရေတောက်မြေဖြစ်တဲ့ အဲကိုရင်လေးတွေဟာအဓိကအခြေခံကြတဲ့ကိုရင်လေးတွေကိုအဲ့တော့ခုနောက်ပိုင်းမှာရှားပါလာတဲ့ခါမှာအခုလိုတက္ကရာမတွေရနေပြီးတော့အဲ့တော့ဖုန်းဖုန်းတို့နဲ့အတူလက်တွဲပြီးတော့ကိုရင်လေးတွေကိုအခုလိုလေးထောက်ပံ့လူဒန်းပေးခြင်းဖြင့်သာသနာပြုရာရောက်ပါတယ်သာသနာကိုထောက်ပံ့ပေးရလဲရောက်ပါတယ်ကိုရင်ရှိမှဥစဉ်ဖြစ်မယ်ဥစဉ်ဖြစ်မှဆရာတော်ကြီးတွေအဲသာသနာပြုတဲ့တရားတော်တရားပြစာရေးစာချအဲ ဒီသာသနာကိုဆန်းဆောင်နိုင်မဲ့ဆရာတော်တွေပေါ်ပေါက်လာမှာဖြစ်ပါတယ်အဲဒါကြောင့်မို့သာသနာရောရေတောင်းမြစ်ကအကွင်လေးတွေဖြစ်ပါကွင်လေးတွေကအခုဟာရွှေထက်ရှားလာတဲ့ကာလဖြစ်တဲ့အတွက်ကွင်လေးတွေအတွက်အဲ့တော့ပျော်အောင်တော်အောင်ကွင်လေးတွေအတွက်လက်လာပါအနေနဲ့လည်းမရှားပါအောင်ဘုန်းတော်ကခုလိုဆောင်ရွက်ပေးခွင့်ရတဲ့အတွက်အထူးပဲဝမ်းသာအဲ့တော့ဘုန်းတော်ဆောင်ရွက်တဲ့အပေါ်မှာအဲ့တော့တရာတရားထထထတယ်နဲ့ကိုရင်လေးတွေကိုထောက်ပံ့လူတန်းပေးကြတဲ့ဒကာတော်များကိုလည်းပဲအထူးပဲကျေးဇူးတင်ပါတယ် အဲဆက်လက်ပြီးတော့လည်းပဲကိုရင်နေရာတက္ကະကမတွေမရှိတဲ့ကိုရင်လေးတွေများစွာရှိနေပါသေးတယ်အဲ့ဒီကိုရင်လေးတွေအတွက်အဲ့တော့ကျန်တဲ့လူရှင်နေရာလည်းပဲဆက်လက်ပြီးတော့နှုတ်စော်တိုက်တွင်းပေးခြင်းဖြင့်အဲသာသနာကိုတောက်ပံ့ရရောက်ပါတယ်အဲ့ဒါကြောင့်တက္ကະကမများကိုလည်းပဲကျေးဇူးတင်ပါတယ်အဲ့တော့ဒီလိုလှူဒါန်းတဲ့သာသနာကိုအမွေကိုခံယူရတဲ့သာသနာတော်ကိုချီးမြှောက်ထောက်ပံ့လှူဒါန်းရတဲ့ကောင်းမှုကုသိုလ်ရဲ့ဆွမ်းအောင်ကြောင့်အဲ့တော့တက္ကະကမများလည်းပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေစီးပွားလက်လာပါ ဒီလားတို့တဲ့အောင်မြင်ကြပါစေအဲလူနန်တက်နိုင်သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဒီဖြစ်ပြီးပါရမီပြည့်တဲ့နောက်ကာလမှာလည်းမတရားဖို့တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုလည်းပဲရနိုင်ရောက်နိုင်မြတ်မောပြုလည်နိုင်ကြတဲ့လူရှင်များဖြစ်ကြပါစေလို့လည်းပဲဆုတောင်းမေတ္တာပို့သပေးပါတယ်ကာယကံမြတ်တာဖောင်ဒေးရှင်းဓမ္မရိတ်တာပရာဟိတသာသနာပြုကြောင်းတိုက်တွင် အော်တိုဘာလ26ရက်နေ့ ရှင်သာမဏေအစ်စ်များကိုမဲ၌လူဒန်းပေးသွားမှာဖြစ်တာကြောင့်သာသနာဒါယိကဒါယိကမာများအဖြစ်ခံယူလိုသူများအနေနဲ့လည်းပါဝင် ကုသိုလ်ပြုလူဒန်းပေးနိုင်ပါကြောင်းနိဗ္ဗာန်အကျိုးမျှော်လို့ပြောဆိုလိုက်ရပါတယ်ရှင်။